ကြောက်ကုတ်ကိုစီကျူဖြစ်နေကြီးရှိတယ်မရှိဘူးဆိုတာကျူတိထားခဲ့လို့ဆိုရင်ကိုကစီကျူမဖြစ်ရမဖြစ်ကြောင်းကာကွယ်မှုတွေကိုကပုံပြီးလုပ်နိုင်တာပေါ့အလုံးမင်္ဂလာပါကျွန်တော်ကဘမကဒေါက်တာဦးတင်ဆက်ပါဒီနေ့တော့အာလူတယောက်မှာစီကျူသူကျူယောဂါဖြစ်နိုင်ကြီးရှိမရှိဘယ်လိုများခံမနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော် အချင်းချင်းပြီးပြောပြပေးခြင်းပါလေ။ဘာကြောင့်လဲဆိုတော့ချစ်ချစ်သူရရကကဘာနဲ့အဝမ်းမှာကြောက်ခမန်းလိလိဖြစ်ပေါ်နေတယ်နော်တူပွားနေတယ်တူတက်နေတယ်ဖြစ်ပေါ်နေတယ်ပေါ့နော်အဲ့ဒီတော့အဲလူတယောက်ကကိုကိုစီကျူဖြစ်နေကြီးရှိတယ်မရှိဘူးဆိုတာကျူတိထားခဲ့လို့ဆိုရင်ကိုကစီကျူမဖြစ်ရမဖြစ်ကြောင်းကာကွယ်မှုတွေကိုကပုံပြီးလုပ်နိုင်တာပေါ့နော်စီကျူဖြစ်နေကြီးမရှိဘူးဆိုရင်လည်းဟောကိုယ့်ရဲ့စားပတ်တော့မှုတွေထိုင်ကိုဆက်လက်ပြီးတော့ ုံဝင်တိုင်းဆက်လက်စားတော့ပြီးတော့တော့ဖြစ်နေကြီးမရှိတာမရှိတဲ့အတိုင်းဆက်ပြီးထိန်းထားလို့ရတာပေါ့အဲ့တော့စီချိုသူချိုဖြစ်နေကြီးရှိမရှိနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘာမှာ scoring လို့ပြောတဲ့မှတ်ပေးတဲ့ဇာတ်တွေအများစွာရှိပါတယ်အဲ့ဒီမှာအဓိကအများဆုံးသုံးတာတော့ကျွန်တော်တို့ American Diabetes Association ပေါ့အမေရိကန်နိုင်ငံစီချိုသူချိုယောဂအသင်းကထုတ်တဲ့အမျိုးအစားနှစ်စီချိုသူချိုယောဂဖြစ်နေကြီးကိုတွက်ချီတဲ့ scoring ကကျွန်တော်အသုံးများပါတယ်ပေါ့လွယ်လဲလွယ်တယ်ပေါ့ ဲ့တော့အဲ့မှာခုနှစ်ချက်ပေါ့ကျွန်တော်မှတ်ထားပါခုနှစ်ချက်ပေါ့နံပါတ်၁ကအသက်နော်ကိုအသက်ဘယ်လောက်ရှိပြီလဲပေါ့အသက်ဘယ်လောက်ရှိပြီလဲဆိုတဲ့နေရာမှာအသက်40အောက်လာအသက်40အောက်ဆိုရင်တော့0တုံညာအမှတ်ပေးလိုက်ပါအဲ့လိုပဲနဲ့အသက်40နဲ့49ကြာအဲ့ဒါဆိုရင်တော့တမှတ်ပေးလိုက်ပါ50ရနေပဲ59ကြာဆိုနှမှတ်ပေးလိုက်ပါအသက်60ကျော်ပြီဆိုတော့သုံးမှတ်ပေးလိုက်ပါဆိုတော့အသက်60ကျော်တဲ့လူတွေဒီစီဂျွဖြစ်နိုင်ရေးသုံးစားပုံများလာတယ် သက်40ယောက်ဖြစ်တဲ့လူတွေဒီစီးကြောက်ဖြစ်နေကြီးတင်းနေနဲတဲ့0.0လောက်ရှိတယ်ပေါ့ဒါနံပါတ်1အသက်နံပါတ်2ကတော့အမျိုးသားလားအမျိုးသမီးလားပေါ့အမျိုးသားဆိုရင်ပိုပြီးစီးကြောက်ဖြစ်နေကြီးရှိတယ်အဲ့တော့အမျိုးသားဆိုဆိုစီးကြောက်ဖြစ်နေကြီး1.0တမှတ်ပေးလိုက်ပါအမျိုးသမီးဆိုရင်တော့တုံညပေါ့ဒီမှာအမျိုးသမီးတွေကအမျိုးသားတွေပို့ပြီးတော့အားတာတာပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုတော့တကယ်လို့အမျိုးသမီးဖြစ်မယ်ဆိုရင် အဲ့အမျိုးသမီးဒီအိမ်တော်ရှိတဲ့အမျိုးသမီးဆိုရင်ကိုယ်ဝန်ဆောင်ကာလမှာဖြစ်သောစီဂျိုပေါ့ gestational diabetes လို့ခေါ်တယ် gestational diabetes မလိုက်တဲ့မြန်ဖြစ်ခဲ့ဘူးသလားပေါ့အခုကအရင်ဖြစ်များကြပါလေအဲ့မှာကိုယ်ဝန်ဆောင်စင်မမဖြစ်တဲ့စီဂျိုသူဂျိုယောဂါကမွေးခလေးမွေးပြီးသားစုပျောက်သွားတတ်တယ်အဲကြောင့်ကိုယ်ဝန်ဆောင်စင်ကာလမှာစီဂျိုဟိုယောဂါဖြစ်ဖူးတယ်ဆိုရင်အဲ့ဒီအမျိုးသမီးကတပတ်ပေးလိုက်ပါနော် ကိုဝင်ဆောင်ဘူးဆိုရင်တော့ဒါပေးစရာမလိုတုံညပဲပေါ့နော်နောက်တစ်ခုကကိုဝင်ဆောင်မှာစီကျူမဖြစ်ဘူးဆိုလဲတုံညပေါ့နော်နောက်နံပါတ်၄ချက်ကတော့ဗာလဲဆိုတော့အဖေအမေဒါမှမဟုတ်ညီကိုမောင်နှမအရင်ချာတွေစီကျူဖြစ်ဘူးသလားပေါ့နော်သူမျိုးအရင်ချာတွေပေါ့ first degree relative ပေါ့သူတို့မှာစီကျူရှိလားမရှိဘူးလားပေါ့အမျိုးသားချင်းစီကျူသူကျူယောဂဒီမျိုးစင်ဆက်မှာလိုက်ပြီးဖြစ်တာဖြစ်တဲ့ကြောင့်အဖေအဖေအဖေသူမှုအမေသူမှု ညီကိုရင်မောင်နှမရင်မှာစီကြိုရှိခဲ့ဆိုရင်တပတ်ကျွန်တော်တို့ပြလိုက်ပါနောက်တစ်ခုကတော့ဗာလဲဆိုတော့တွေးတူဘူးသလားပေါ့တွေးတူနဲ့စီကြိုကဆက်ဆက်မှုများလန်းရှိတယ်တွေးကြိုရွက်ရှိပြီးစီကြိုမရှိတဲ့သူကရေရှည်9နှစ်လောက်လောက်သွားပြီး30ရာရင်တော့စီကြိုဖြစ်သွားတယ်အဲစီကြိုရွက်ရှိပြီးတွေးကြိုမရှိတဲ့သူကလည်းဒီတိုင်းပဲလိုက်သွား9နှစ်တော်မှနောက်ကျသူလည်း30ရာခင်တော့တွေးတူရောက်ကဖြစ်သွားတယ်အဲ့တော့တွေးကြိုမရှိဘူးဒါပေမဲ့တွေးတူသက်သက်ရှိလားတွေးတူရှိတယ်ဆိုရင် တမှတ်ပေးလိုက်ပါနော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့နေ့စဉ်သွာလာလှုပ်ရှားမှုမှာကိုယ်ဒီအမြဲတမ်းတက်တက်လဲလဲနော်သွာလာလှုပ်ရှားနေလူလားလှုပ်ရှားမှုနေသလားဥပမာဆိုပါတော့အပေါ်လေးတက်တိုက်လောက်လို့ကိုကဓာတ်ရီကမတက်ဖ ೇನೆ တေကားနဲ့တက်သွားတယ်အော်ဓမ္မမုတ်စင်ပြဆင်းနေစီညာတော့ escalator နဲ့ escalator ဓမ္မမုတ်ဓာတ်လိကမုတ်ပဲနဲ့ဓမ္မလိကနေဆင်းသွားတယ်။အော်ဒါမို့တမိုင်အထက်မဝေးတယ်မဈေးပဲဆိုပါတော့နေရာကို လမ်းလျှောက်ပြီးသွားတယ်။အော်ဒါပေမဲ့ကိုလည်းလှုပ်ချင်ဥပါတယ်။စမိတ်စီးသွားတယ်။အဲ့ဒါမျိုးမဟုတ်ဘူး။ကားလေးနဲ့ပဲသွားတယ်။စိုက်ကားနဲ့ပဲသွားတယ်။စိုက်ကယ်နဲ့သွားတယ်။အဲ့လိုလှုပ်ရှားမှုများတဲ့လူကနည်းတဲ့လူလားပေါ့။လှုပ်ရှားမှုများတဲ့လူဆိုလို့ရှိရင်တုံညပေးလိုက်ပါ။လှုပ်ရှားမှုနည်းတဲ့ဘယ်ဘယ်သာသာတိုက်နေများလှုပ်ရှားမှုနည်းတယ်ပေါ့။နော်အဲ့တော့အဲ့ဒါမျိုးသူဆိုလို့ရှိရင်မရှိရုံဖျားသားမှုရတံပဲမိုးရနေသွားတယ်ပေါ့။တေကားရင်တက်သွားတာ။ဒါမှမဟုတ်ဓာတ်လေးကတက်သလားပေါ့။ဓာတ်လေးကတက်တယ်ဆိုတဲ့လူတော့လှုပ်ရှားမှုများတယ်ပေါ့။အဲ့ဒါဆိုတုံညပေါ့။ ဓာတ်လီကဓာတ်လီကနေမှတက်တယ်အဲ့ဒါဆိုတော့တမှတ်ပြလိုက်ပြင်းရင်တစပုံများသွားတာပေါ့နောက်တစ်ခုကတော့ဗာလဲဆိုတော့နံပါတ်9ချက်ပါကိုယ့်ရဲ့ weight ပေါ့ကိုယ့်ရဲ့ body weight အဲ့ဒါအရေးကြီးဆုံးပါပဲနော်အဲ့ဒီ weight နဲ့ပတ်သက်လို့ကတော့ကိုယ်ဒီအဝလွန်ကဲမှုရှိလားမရှိဘူးလားပေါ့ဝမ်ဝဲမှုမရှိလားမရှိဘူးလားဆိုတော့မြန်မာဒါအရက်ပုံမှန်လည်းမှုတည်တယ်ပေါ့ဆိုတော့ကျွန်တော်အရက်ဒီငါးပြည်နဲ့ရှစ်လက်မှနော်ငါးပြည်နဲ့ရှစ်လက်မှရှိတယ်ကျွန်တော်အလေးချိန်က 162ပေါင်ရှိတယ်ဆိုတော့အဲ့ဒါဆိုကျွန်တော်3 3 3 point ပေးရမယ်3မှတ်ပေးရမယ်အဲ့လိုမဟုတ်ဘူးကျွန်တော်169160ဆိုရင်အဲအဲ့ဒါဆို2 point ပေးရမယ်မဟုတ်ဘူးကျွန်တော်ရဲ့ရုပ် weight က164အောက်မှာဆိုတာပုံမှန်ပဲအဲ့ဒါဆိုရင်164နဲ့ကျွန်တော်196ကြားထဲမှာဆိုရင်ကျွန်တော်ကတမှတ်ပေးရမယ်ဆိုတော့ကိုယ့်ရဲ့အရက်ပုံမှာမူတည်ပြီးတော့ weight ပုံမှာမူတည်ပြီးတော့မကတမှတ်သုံးဖို့နှစ်မှတ်သုံးဖို့သုံးမှတ် နောက်ဆုံးကတော့အဝလွန်ခဲ့တဲ့ဇူဇူ၃ဘွားအတော်တန်ဝါတဲ့ဇူဇူနှစ်မှန်းနည်းနည်းလေးကိုလေးကျင်လေးရှိတင်တဲ့ပုံနဲ့လူဆိုရင်တမတ်ကျွန်တော်အဲ့ဒါပြီးဖို့လိုမယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့ဒါဒီအကုန်လုံးပေါင်းလိုက်ပါပေါင်းလိုက်လို့ခုနှစ်ချက်ထဲမှာ5 point ရှိတယ်ဆိုရင်တော့စီဂျူဖြစ်နိုင်ကြသည်တမန်လူတွေထဲပို့ပြီးတော့များတယ်အဲ့တော့သူဒီစီဂျူရဲ့အကျိုးအဆင့်မှာရှိတယ်လို့သတ်မှတ်ပြီးတော့အနည်းဆုံးဒီဇာတ်ရဆောင်ဝင်များရှိမှသွားပြီးတော့စီဂျူသူဂျူရှိမှရှိဘူး က်ဆိုင်ရာစစ်ဆေးမှုများပြုလုပ်ဖို့လိုပါတယ်လို့ကျွန်တော်လည်းအကြံပြုလိုပါတယ်။ဒါတော့အလွယ်ဆုံးသောခံမှန်းကြီးဖြစ်ပါတယ်လို့เนาะအားလုံးကျမ်းမှာချမ်းသာကြပါစေ။